များတို့ကဘလို့စိတ်ကူးတွေနဲ့များနိုင်ငံတော်သမ္မတဒေါက်တာဘာဦးအင်ကိုမှတပ်ဖောက်လိုက်ကြတာလေဗျာအလောက်ကြီးနားရက်တရက်မှာတော့အေးအေးဆေးဆေးထိုင်ဖြစ်ကြရင်အဲ့ဒီတုန်းကအမှုကဘလို့ညီကောင်းရှုပ်သွားတယ်လေဗျာဟာတန်နေဗျာတန်နေမောင်ကျော်မငါးနှစ်ထဲပဲထင်တယ်ဈေးတည့်သွားကြတယ်ဗျာဘလို့ဈေးတည့်သွားရတာလဲဟိုးဒီနေ့ကကျွန်တော်ပြောတဲ့ထဲပါတယ်မလား တမရာကြီးအိတ်နေတဲ့အခန်းကတမရာကြီးအခန်းခဲမအခန်းနဲ့တဆက်သေးဆိုတာလေအတင်းမှာတကားတစ်ချက်ပဲရှိတယ်ဆိုတာလေကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ ဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ထောင်တွင်းဖြစ်မှန်ဇလန်တပုတ်ကတော့ဆရာကြီးဝင်းတင်ထွန်းရေးသားတဲ့ကျေးဇူးတုံတင် ရှိပါလင်လဲဆိုတဲ့ထောင်တွင်းဖြစ်မှန်ဇလန်တပုတ်ပဲဖြစ်ပါတယ်ကရညုတကရဒေဝီကျေးဇူးရှိသူကိုကျေးဇူးဆက်ရမယ်ကျေးဇူးဆက်တာဟာကျေးဇူးတည်တတ်တာဟာမင်္ဂလာတဲ့သူဤကျေးဇူးမထိန်မျိုးနဲ့ကျေးဇူးတည်အပ်ကျေးဇူးဆက်သင်းတဲ့တလောက်စားဘူးသူကျေးဇူးတဲ့ကျေးဇူးတရားနဲ့ပတ်သက်ပြီးဘာသာရေးအဆုံးအမတွေမှာရော လူမှုရေးအစိုးမတွေမှာပါအလေးထားဖော်ပြခဲ့ကြပါတယ်။ဂျေဇူတရားနဲ့ပတ်သက်ပြီးဇန်ဒီဘက်ပုံမြင်ပေါင်းမြောက်များစွာရှိသလိုတုံသင်ချက်တွေဩဝါဒတွေဇကပုံတွေစုဆုံးမချက်တွေလည်းမရေမတွက်နိုင်အောင်ရှိခဲ့ပါတယ်။ဘယ်နိုင်ငံဘယ်လူမျိုးဘယ်ဘာသာမှမဆိုဂျေဇူတရားနဲ့ဂျေဇူတည်တတ်မှုအပေါ်အလေးတင်တန်ဖိုးထားခဲ့ကြပါတယ်။ဂျေဇူကံကျင်ရဲ့အပြစ်နဲ့ဂျေဇူတည်တတ်ခြင်းရဲ့အကျိုးကိုအမျိုးမျိုးပုံပုံဖွင့်ဆိုရှင်းပြတုံသင်ဆုံးမခဲ့ကြပါတယ်။ဂျေဇူကိုတည်တတ်အောင် ကျေးဇူးကိုအလေးထားတတ်အောင်ရှုထောင့်အဖုံဖုံနယ်ပယ်အသီးသီးကနေလမ်းကြောင်းပြီးခဲ့ကြပြီးကျေးဇူးကိုတိတတ်တာကျေးဇူးအပေါ်တုံ့ပြန်ကျေးဇူးဆက်တတ်တာကိုလည်းအလေးအမြတ်ပြုစရာအဖြစ်အမှုမောဒနာပြုစရာအဖြစ်ဝမ်းသာကြည်နှုစရာအဖြစ်လေးလေးနက်နက်သဘောထားခဲ့ကြပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာနယ်မှာဆိုရင်မင်္ဂလာတပါးအဖြစ်ကောင်းမြတ်တင့်တယ်မှန်ကန်ကြက်တရေရှိမှုကြီးတစ်ခုအဖြစ်တိတိလင်းလင်းဆက်ရင်သွင်းထားခဲ့ပါတယ်မင်္ဂလာ138ပါးထဲမှာ ကျေးဇူးတိတတ် ဂျေဇုဆက်ရှင်ဟာအေယာမမင်္ဂလာတရားကြီးတစ်ခုပါဂျေဇုတည်တဲ့သူဂျေဇုဆက်သူဘက်ကလည်းနှလုံးစိတ်ဝမ်းရွှင်လန်းစရာဖြစ်တယ်လို့ဂျေဇုအဆက်ခံရသူဂျေဇုရှိသူဂျေဇုရှင်ဘက်ကလည်းဂျေဇုဆက်ရှင်ကိုတွေ့ရကြုံရပြန်လည်လက်ခံရရှိတာဟာအင်မတန်ကြည်နုစရာနှစ်ထောင်းအားရစရာ ကောင်းတဲ့ကိစ္စပါပဲကြာရသည့်ရမြင်ရသူများအဖို့တောင်ဝမ်းမြောက်ဝမ်းသာကြည်နုစရာတစ်ခုပေါ့မင်္ဂလာရှိတဲ့ကိစ္စဆိုတော့မင်္ဂလာရှိတဲ့မြင်ကွင်းမင်္ဂလာရှိတဲ့အဖြစ်နဲ့မင်္ဂလာရှိရှိ နှစ်မြို့စရာကြည်နူးစရာတာတို့ခေါ်စရာပြီပဲမင်္ဂလာဆိုတာကောင်းမြတ်တဲ့တဲမှန်ကန်ကြက်တရေရှိမှုလောက်သာအတိပဲပေါ်ဆောင်တာမဟုတ်မကောင်းမှုမှပယ်ဖျောက်တတ်သောကြောင့်မင်္ဂလံမင်္ဂလာမြည်ဤဆိုတဲ့အနက်ကိုတောင်ထတ်ဆင့်ပေးရလိုက်ပါသေးတယ်အဲ့ဒီတော့ဂျေဇူးတရားကိုတိတက်တာ တုံ့မြန်ဂျေဇူးဆက်တက်တာဟာမင်္ဂလာမင်္ဂလာဆိုတာကကောင်းမြတ်တဲ့တဲမှန်ကန်ခြင်း မကောင်းမှုတို့မှပယ်ဖျောက်တတ်ခြင်းဒါပေမဲ့ ယေရှုတိတဲ့သူတပည့်တယောက်ရဲ့ယေရှုဆက်ရှင်ကို ခံယူရရှိလိုက်ရတဲ့ဥရှိဟန်ဆိုသူဒူးစရိုက်သမားဟောင်းကြီးတဦးရဲ့တကယ့်အဖြစ်အပျက်ကတော့တာယာဝရီထောင်ကအင်္ဂလိပ်ကိုလိုနီသမားများလက်ထက်ကလေးကနာမည်ကြီးထောင်ဥရှိဟန်တယောက်တာယာဝရီထောင် ရောက်လာရတော့အသက်50ကျော်60အတွင်းဖြစ်နေပြီငယ်စဉ်တုန်းကအိမ်နဲ့ထောင်ကုကြည်တန်းကြီးဂျိန်ဖန်များစွာရောက်ခဲ့ဝင်ခဲ့ ထွက်ခဲ့ဘူးပေမဲ့ဒီတစ်ခေါက်ရောက်ရတာကတော့မတန်ဆုံးဘာတစ်ခုမှမကျူးလွန်ခဲ့ရပါပဲနဲ့ရောက်ခဲ့ရခြင်းနဲ့ဘာပဲဖြစ်ဖြစ်ထောင်နဲ့ရင်းဒီကျွမ်းဝင်နေခဲ့ပြီးသားသူအဖို့ဒီထဲမှာဘလို့နေဘလို့ထိုင်ဘလို့ဆက်ဆံရမယ်ဆိုတာတွေတော့နောကျင်နေပြီးသားဦးချီဟန်ကြီးဘာအမှုတော့လို့အကျဉ်းသားအချင်းချင်းမေးကြမြန်းကြတော့ကျေးဇူးအဆက်ခံရမှုလို့သူက ပြန်ဖြေတယ်ဟာလှုပ်ဆမ်းပါဦးမြခမရအမှုအကြောင်းလေးဆိုပြီးစိတ်ဝင်စားသွားသူတွေက ဆက်လက်မေးမြန်းစူးစမ်းကြတော့သူကဖောက်ဖွာလေးပြုံးတယ်။အရက်ရှိရှိထောင်ထောင်မောင်းမောင်းနဲ့ဦးရှိဟန်ကြီးဟာအသက်60တွင်ဝင်ခဲ့ပြီးဖြစ်ပေမဲ့ကျမ်းမာရေးကတော့ဒေါင်ဒေါင်မြည်နေစေ။သူကကြို့ပင်ကောက်သား။ဒါယာဝရီ30အုပ်ဖို့ကြို့ပင်ကောက်လက်ပဒန်းဇီးကုံနက်တလင်းနဲ့ဒဝိုက်ကထောင်ကျလာခဲ့ရသူတွေဟာများသောအားဖြင့်ဒါယာဝရီထောင်ကိုပဲပို့တတ်တာဖြစ်တော့သူလဲဒါယာဝရီထောင်ကိုပဲရောက်လာခဲ့ရတာဖြစ်တယ်။ဒါယာဝရီထောင်ထဲရောက်လာကြသူအများစုဟာလူသက်ဓမြမှုတွေဖြစ်ပေမဲ့ သူကတော့ဘယ်တော့မှလူသက်မှုတော့မကျူးလွန်ခဲ့ဘူး။ဓမြလည်းမတိုက်ခဲ့ဘူး။ငယ်စဉ်တုန်းကခဏခဏကျူးလွန်ခဲ့ဘူးတာကဖောက်ထွင်းမှုလူရက်မှုအမျိုးမျိုးသောလောင်းကစားမှု။သူအကျွမ်းကျင်ဆုံးကဖောက်ထွင်းမှု။ကိုလည်းအသက်45နှစ်လောက်ကစပြီးဒုစရိုက်မှုတွေကိုစွန့်လွှတ်လိုက်ပါပြီ။ကောင်းရောင်းကောင်းဝယ်ပဲလှူစားတော့မယ်ပေါ့။အသက်လည်းမငယ်တော့ဘူးဆိုတဲ့အသည့်နဲ့ပေါ့။အဲတခုတော့ရှိတာပေါ့။ကိုနယ်လည်းရင်းနေပြီးကိုအကျောင်းလည်းတည်ဘူးသားဖြစ်တဲ့သူတွေကဖဲဝိုင်းကြီးတွေထောင်ကြ၊ဂျင်ဝိုင်းကြပ်ဝိုင်းကြီးတွေ ်ချိန်ဝိုင်းကြီးတွေအဖြစ်လောက်ကြတဲ့အခါမှာတော့အိုးလေးရဲ့အကိုကြီးရဲ့ကူပါအောင်ဆိုရင်တော့နည်းနည်းပါးပါးလိုက်လံပြီးဝိုင်းထိန်လေးပွဲထိန်လေးလောက်ရတာတော့ရှိပါတယ်ကို့ပတ်စံတပြားမှမပါပါဘူးထိုးတာလောင်းတာထိုင်တာလည်းမဟုတ်ပါဘူးဘေးကနေပွဲအနေထားထိန်ပေးသိမ့်ပြီးလိုအပ်ရင်ဖြောင်းဖြပေးလူကြည့်ပေးတာမျိုးလေးတွေလောက်ခဲ့ပါတယ်အဲ့ဒီအတွက်ဒိုင်လုတဲ့ကောင်ကလည်းကို့ကိုနှိမ့်တော့ပြီးခဲ့ပါတယ်ရှုံးရှုံးနိုင်နိုင်ပေးချပါတယ်နိုင်ရင်တော့မြတ်မြတ်ပေါ့အဲ့ဒါတော့အသက်90ပြည့်တော့မလုပ်တော့ပါဘူး ကိုဟာကိုဝါးလေးကြိမ်လေးကင်ပြီးရှင်းရတောင်းရပလုံးရနဲ့ပဲအသက်မွေးခဲ့ပါတယ်။အိုးချေဟန်ကြီးကသူ့ဇာကြောင့်ကိုရှေးလျားစွာပလင်ခန့်တဲ့ချိန်မှာသူ့သားအရွယ်တူအရွယ်အမှုပေါင်းဆောင်အချင်းသားငယ်လေးများကစိတ်ဝင်စားစွာနားထောင်နေကြပါတယ်။လူတွေရဲ့အကြောင်းကိုအင်မတန်စိတ်ဝင်စားတတ်တဲ့ကျွန်တော်ဟာလည်းအဲ့ဒီနားထောင်ပရိသတ်ကြီးအထင်းမှာတယောက်အပါအဝင်ဒါပေမဲ့ကျွန်တော်ကဝိုင်းအပြင်ဘက်ခက်လန်းလန်းကနေပြီးနားထောင်နေခြင်းအဲ့ဒီလိုကောင်းကောင်းမွန်မွန်လောက်ကင်စားတော့နေထိုင်တော့မှပဲ အမှုကအိန္ဒိရောက်လာတော့တာပဲအိုးရှိဟန်ကနောက်တစ်ကြိမ်ပြုံးလိုက်ပြန်ပါတယ်ပရိသတ်နားစင်သူအပေါင်းကတော့ရှေ့လာလက်တန်သောဇလန်းကိုစိတ်ဝင်စားမှုအပြည့်နဲ့နားဆွင့်ထားသူကနားဆွင့်အိုးရှိဟန်ရဲ့မျက်နှာစီလှမ်းကြည့်သူကလှမ်းကြည့်တနေ့ပေါ်ကိုကရှင်းောင်းလေးတစ်လုံးရက်နေတုန်းအရင်ကကိုတပည့်ဖြစ်ခဲ့ဖို့သူတည်းအောက်ရှာလာတယ်အမဲကိုလူတော်ကောင်းကောင်းမမတ်မိခြင်းမူကိုတော်ယောဂတောက်တော့ပြောင်ပြောင်ဖြစ်လို့ပြီးတော့မတွေ့ကြတာကလည်းဆလင်းငါးနှစ်ရှိပြီလေ ဲ့တော့သူကကိုကိုကျေးဇူးဆက်ရှင်ကတော့ရှင်လို့ဟိုမေးဒီမေးမေးပြီးမရောက်ရောက်အောင်လာခဲ့တာတဲ့ဟိုတုန်းကကိုနုစင်ဘဝကဖောက်ထွင်းသမဘဝကသူ့ကိုကိုကကို့နောက်လိုက်အဖြစ်တပွဲနှစ်ပွဲခေါ်သုံးဘူးတလို့နည်းနည်းပါးပါးလေးပညာလေးပါလေးသင်ပေးခဲ့ဘူးတာပေါ့အဲ့ဒီတုန်းကဒီကောင်က အသက်20လောက်ပဲရှိအောင်ပါပညာဆိုတာကတော့ကောင်းတဲ့ပညာရဲ့ဘယ်ဟုတ်မလဲဘလို့အိမ်ဘလို့ဖောက်ရတယ်ဆိုတဲ့ပညာမျိုးပေါ့ဦးချေဟန်ကပြောရင်ပြောရင်ပြုံးနေပြန်တယ် တတို့ပဲပြောကြပါစို့သူကဆရာသခင်ယေရှုရှင်ဖြစ်ခဲ့ဖို့သူကိုကို လုံးကြီးအစ်စ်ချက်ချောငါခွင်းမိမအတွက်မိမဝိကသုံးခွင်းနဲ့ကြော့သွားတယ်ပတ်စံကတော့မပါပါဘူးအဲအဲ့ဒါကနေထောင်ထဲဝင်ခဲ့ရတော့တာတပည့်ဟောင်းကြီးရဲ့ယေရှုတိတဲ့ယေရှုဆက်ကောင်းမှုကြောင့်တခါတည်းကို ထောင်ထဲရောက်ခဲ့ရတော့တာဟင်ဘလို့ဖြစ်ရတာတော့ဒီကိစ္စနဲ့ဘယ်နဲ့လို့ထောင်ထဲဝင်ခဲ့ရတာတော့ စိတ်ဝင်စားသူပရိသတ်ကြီးတွေကမေးခွန်းတွေတယောက်တစ်ပေါက်ထွက်လာတယ်။ဦးချင်းဟန်ကြီးရဲ့အပြောကောင်းမှုကြောင့်စိတ်ဝင်စားစွာနားဆင်နေမိတဲ့ကျွန်တော်တို့နောက်ဆက်တွဲအခန်းဆက်အပေါ်မျော်တလင်းလင်ဖြစ်သွားမိတယ်။အဖြစ်ကဒီလိုလေကိုတော်ကျော်တခုတ်တရသေးလာပြီးကိုကိုလာကျေးဇူးဆက်ကတော့ခဲ့တဲ့အဲလူပဲဝိတုကြီးတွေလိုပဲပြောကြပါစို့။လုံကြီးတွေကပြည်စည်းတွေကအထဲဆိုင်တဆိုင်ကိုဖောက်ထွင်းပြီးရလာခဲ့တာတွေတဲ့လေ။အဲ့ဒီတုန်းကတော့ကိုလည်းဘယ်သိပါမလဲ။ ကိုလာကတော့တဲ့ပစ္စည်းတန်းတန်းချင်ချင်ဟောက်ရဲ့လားဘလုံနီးနဲ့ရတဲ့ပစ္စည်းလဲဆိုတာတော့ဘလို့မေးလို့စစ်လို့ဖြစ်ပါမလဲအဲ့ဒီတော့၃လလအကြာမှာကိုတော်ကျော်ရဲ့ဖောက်ထွင်းမှုက ပေါ်ပါလျောပလိတ်ကထုံးစံအတိုင်းစစ်ပြီပေါ့အဲ့ဒီဖောက်ထွင်းရရှိထားတဲ့လုံကြီးတွေဘယ်မလဲပေါ့သူကရောင်းစားပြီးပြီဖြေးပေမဲ့ပလိတ်ကဒီလိုလွယ်လွယ်လေးဖြေးလို့ရယူလားဘယ်မှာရောင်းတယ်လဲဘယ်စီးဘယ်ဆိုင်မှာရောင်းတယ်လဲလိုက်ပြပေါ့သူရောင်းခဲ့တဲ့ဆိုင်တွေလိုက်ပြပလိတ်ကအကုန်လိုက်သိဘယ်နှစ်ထဲရောင်းခဲ့တယ်လဲစစ်ကြည့် ။နောက်ဆုံးတော့ဖောက်ထွင်းခံရတဲ့ဆိုင်က တိုင်ကြပ်ပါအရေးအတွက်နဲ့ကွာနေသေးတဲ့ဆယ်ထယ်လောက်ကဘယ်မလဲပေါ့။သူခမားထိန်းတော့ထိန်းချပါသေးတယ်။မတက်သားတဲ့အစုံမှာအရေးအတွက်ကြိုက်အောင်အမှန်တိုင်းပြောရချိန်မှာကျိုးပင်ကောက်ကဦးရှိဟန်ကိုတွားကြတော့ခဲ့ပါတယ်ပေါ့။အဲဒီတော့ပလိတ်ကလည်းကိုယ်စီလိုက်တာရော။ရသည်မလုံးကြီးလေးတွေတတ်သိကံပြည့်စည်အဖြစ် ပြန်သိမ်းပါလေရော။ကိုကလည်းအလိုလိုနေရင်တသက်ကပစ္စည်းတွေပါအခိုင်အမာရရှိထားတဲ့တခိုးလက်ခံပစ္စည်းလက်ခံဖြစ်သွားပါလိမ့်ရော ။နောက်ကြောင်ပြန်လဲကြည့်လိုက်တော့ပလက်ယုံကအမှုတွဲရာဇဝင်မှတ်တမ်းဟောင်းနေပြန်လန့်ကြည့်လိုက်တော့လေ။ကိုကအရင်ကနံပါတ်ကြီးဖောက်ထွင်းဝိဇ္ဇာကြီးတယောက်လေ။ဒီတော့ဘလို့ချင်းချင်းဘယ်ယုံမလဲ။အမှုတွဲမှာခုံးမှုလက်ခံဖောက်ထွင်းပစ္စည်းလက်ခံတခိုးလက်ခံဒီလိုနဲ့ထောင်ထဲဝင်ခဲ့ရတာပေါ့လေ။ဒါကြောင့်ပြောတာပေါ့။ဂျေဇူးတိတက်တဲ့တပည့်ကောင်းကြီးကဂျေဇူးတိတက်စွာဆရာကောင်းဆရာမြတ်ကိုလာရောက်ဂျေဇူးဆက်ကတော့လိုက်တဲ့အတူထောင်ထဲဝင်ခဲ့ရတာပါလို့ ကျေးဇူးအဆက်ခံရလို့ထောင်ထဲရောက်ခဲ့ရတာပါလို့ဦးရှိဟန်ကရှေးလျားစွာပြောဆိုရှင်းလင်းရင်သူ့ရဲ့အမှုဇက်ကြောင်းကိုဏီကုံးလျှောက်လိုက်ပါတယ်ကျွန်တော်ကတော့သူ့အမှုဇက်ကြောင်းရှင်းလင်းတန်ကိုနားထောင်ပြီးရင်ဏီကုံးမချုပ်နိုင်သေးတဲ့အတွေးအကြောတွေကိုစက်ငင်းနေမိပြန်တယ်ကျေးဇူးဆက်တာ ကျေးဇူးတည်တတ်တာဟာမင်္ဂလာတရားဖြစ်ပေမဲ့ဘသူကဘသူကိုဘလို့နီးနဲ့ကျေးဇူးဆက်တယ်လဲကျေးဇူးတုံနေပြုတယ်လဲဆိုတာဟာလဲတစ်ခါတစ်ခါအခရာကြတဲ့အခန်းကပါနေပြန်ပါရောလားဆိုပြီးတွေးနေမိတယ် ကျေးဇူးတရားနဲ့ကျေးဇူးဆက်မှုဆိုတာထဲမှာဒုစရိုက်သားနဲ့ဒုစရိုက်များမသက်ဆိုင်စေရလို့ပဲနန္နမိတ်ထမှန်သတ်မှတ်ကန့်သတ်ဖို့များလိုသေးသလားဒုစရိုက်နယ်ရဲ့ဒုစရိုက်ကျေးဇူးဟာမင်္ဂလာတရားတော်နဲ့မသက်ဆိုင်လို့ပဲယူဆရလိမ့်မလားကျေးဇူးဆက်ရှင်အမှုပြုတာတော့ဒုစရိုက်သမားတယောက်ရဲ့ဒုစရိုက်နဲ့ရှက်နွယ်တဲ့ကျေးဇူးတိတဲ့ရှင်ဟာအန္တရာယ်လို့တော့အနက်အိပ်ပဲဖက်နေပြန်ပါပေါ့လား တဆောင်ထဲမှာအတူနေလာရရင်ဥရှိဟန်ကြီးနဲ့ပုံမတိကျွမ်းရင်းနှီးလာရတော့မှဥရှိဟန်ကြီးရဲ့ငယ်ဆက်ကြောင်းတွေဟာတစတစရုပ်လုံးပြီးပြင်းလာခဲ့တယ်။သူ့ရဲ့ပြောကြားချက်တွေအရာသူဟာနည်းနည်းရရဖောက်ထွင်းသမားမဟုတ်။ဗမာပြည်မှာဟိုးဟိုးကြော်ခဲ့တဲ့ဖောက်ထွင်းမှုကြီးတခုမှာသူဟာတွဲပတ်ဇက်ကောင်ဇက်ရံကြီးတူ။ဖာစာဘာလာခေတ်ကနိုင်ငံတော်သမ္မတကြီးဒေါက်တာဘာဦးရဲ့အိမ်တက်ပြီးဖောက်ထွင်းလူရဲမှုကြီးမှာပါဝင်ခဲ့သူတူ။အဲ့ဒီတုန်းကနိုင်ငံတော်သမ္မတဒေါက်တာဘာဦးအိမ်တက်ပြီး လုရက်ခဲ့ရမှာဖောက်ထွင်းဝိဇာမောင်ကျော်နဲ့သူ့နှစ်ဦးတည်းတဲ့ဖောက်ထွင်းဝိဇာမောင်ကျော်အကြောင်းကိုတော့ဆရာမြတ်တန်းတင်းကမောင်ကျော်ကိုကျော်မောင်လို့နာမည်ပြောင်းပြီးလုံချင်းဝိထုရှိကြီးတပုတ်ရေးသားသွားခဲ့ဘူးတာတပိုင်းတစမှတ်မိနေသေးတယ်အမောင်ရိတ်ဝဲဆိုတဲ့ဝိထုကြီးပဲထင်ပါရဲ့ဆရာမြတ်တန်းတင်းကရသားမြောက်စွာရေးဖွဲ့ဖော်ကျူးသွားခဲ့တဲ့အဲ့ဒီဝိထုကြီးကိုကောင်းကောင်းဖတ်ခဲ့ဖို့ပြင်မဲ့ထောင်ထဲမှာကြတော့ကျွန်တော်ကမိတ္တိတ္တဖြစ်နေပြီတချို့ဝေဝေဝါးဝါးဖြစ်နေပြီ အဲ့ဒီဝိတုကြီးရဲ့အဓိကဇက်ကောင်ဖြစ်ခဲ့တဲ့မောင်ကျော်နဲ့တွဲပြီးပါဝင်ခဲ့တယ်ဆိုတော့အိုးချီဟန်ကြီးကိုဘာယာဝတီထောင်ထဲမှာပဲအမတ်မထင်းစုံစည်းမိတော့မှာပဲအဲ့ဒီနိုင်ငံတော်တမရအိမ်ဖောက်ထွင်းလူရမှုကြီးဇက်ကြောင်ကိုကျွန်တော်ကစိတ်ဝင်စားလုံးစွာမကြခဏမေးမိကြည့်မိတယ်မဟုတ်တာဟုတ်တာအပထားအိုးချီဟန်ကြီးကသူ့ရဲ့ကိုတွေ့ဇက်ကြောင်အဖြစ်ပြန်လဲပြောကြရမှာအင်မတန်စိတ်ဝင်စားစရာကောင်းတာတွေအများကြီးခမရတို့ကဘလို့စိတ်ကူးတွေနဲ့များနိုင်ငံတော်တမရဒေါက်တာဘာဦးအိမ်ကိုမှ တက်ဖောက်လိုက်ကြတာလေဗျာလို့တရက်မှာမင်းမိတယ်အမှန်ပြောရရင်အဲ့ဒီတုန်းကမောင်ကျော်ရောကျွန်တော်ရောရှံဝင်းနဲ့ဝင်ခဲ့ကြတဲ့အထိတမရအိမ်မှာမတိဘူးဗျအလုံးမပြစ်တာလဲကြာတော့ကြောင်ကြတဲ့နေရာဝင်လို့မယ်ဆိုပြီးညကြီးအဲ့ဒီလူကုန်တန်ရက်ကွက်ထဲဝင်လာခဲ့ကြတာရှံစည်းရုံမှာပုံနေရိပ်ပင်တွေတင်းကြီးတညာနဲ့ရှံကြီးတချန်သားရောက်လာတော့အပေါ်ထက်မှာပတင်းတပေါက်ဖွင့်ထားတဲ့အင်ကြီးတအိမ်တွေ့တယ်ဗျ။ယာတီဥရုကပူတော့တကားပွင့်ပြီးအိတ်နေတာနဲ့တူပါတယ် အောက်မှာအဆောင်လိုလိုလူကလည်းအိမ်ကြီးတစ်ပတ်လှည့်ကြည့်ပြီးတာနဲ့သူ့အဆောင်တဲစီပြန်ဝင်သွားချိန်လောက်မှာအမောင်ရိတ်ခေါ်ပြီးတောက်ခနဲ့ဝင်လာခဲ့ကြတယ်။ကံကောင်းကျင်တော့ရှန်စီယုတ်တော့မှာအိမ်ကိုဆေးတုပ်ဖို့တုံးထားတဲ့လှေကားရှည်ကြီးတစင်းလဲတွေ့ရောအဲ့ဒါကြီးနှစ်ယောက်သားမပြီးဖွင့်ထားတဲ့ပရင်ပေါက်အထိထောင်ပြီးအိမ်ထဲခတ်တုတ်တုတ်တက်လိုက်ကြတယ်။အထဲလဲရောက်တော့နိုင်ငံတော်တစိုက်ကြီးကအပြူသားနဲ့အဲ့ဒီကြတော့မှဟာသမရအိမ်ပါလားဆိုတာသိတော့တာ။ ရောက်တော့မှမထူဘူးချသာချကွာဆိုပြီးအမှုချမ်းစီရတော့တာအိုးချေဟန်ကြီးကပြုံးပြီးဖြေတယ်ပြီးတော့တမရကိုအမှုချမ်းစီခဲ့တာဘာလက်နဲ့နဲ့စီခဲ့တယ်ထင်တယ်လေအဲ့ဒီအိမ်ထဲကပဲတွေ့ရတဲ့ပေါင်မုံလိတဲ့ဓာတ်နဲ့ကလေးကစားတဲ့တနတ်ပြကျွန်တော်တန်တော်ဖြစ်သွားမိတယ်ဒီအဖိုးကြီးခက်တီတီဖြီးနေသလားလို့ဆိုတဲ့အကြည့်မျိုးနဲ့လည်းသူ့ကိုကြည့်လိုက်ပါတယ်ပေါင်မုံလိတဲ့ဓာတ်ကိုကျုပ်ကကိုင်းသူ့မြေးကစားတဲ့တနတ်နဲ့တူပါတယ် အဲ့ဒီတနက်ကိုမောင်ကျော်ကကင်ပြီးအတွင်းငန်းစီ မောင်ကျော်ကဝင်သွားတယ်။တကားကလည်းဂျက်မချထားဘူး။အိတ်ခန်းထဲမှာဒေါက်တာဘာဦးကြီးကမိန်ပြီးအိတ်နေတယ်။အဲအခန်းကဘေးချင်းကက်လျက်အခန်းနဲ့လေအတင်းမှာတကားပေါက်တစ်ခုရှိပြီးဆက်နေတယ်။တကားကတော့ဘယ်ဘက်ကပိတ်ထားသလဲမသိဘူးဗျ။နောက်မှသိရတာကအဲ့ဒီတမနာကြီးအခန်းနဲ့တဆက်တဲ့အခန်းကသူ့ခေမှာအိတ်တဲ့အခန်းနဲ့ဗျ။ဟဲဟဲဟဲ။ဦးချယံကြီးကသဘောကျစွာရည်နေပြန်တယ် ဒေါက်တာဘာဦးကအဲ့ဒီတုန်းကမိမမရှိတော့ဘူးဗျဆုံးသွားပြီပြောရင်ပြောရင်သူကဆက်ရည်နေတဲ့အတွက်ခဲခဲခဲဆက်ပါအောင်ဗျာဇလန်းလေးလို့ကျွန်တော်ကတရားထောက်လို့တလို့ဇလန်းထောက်လေးလုပ်ပြီးတတိပေးရတယ်မောင်ကျော်ကကလေးကစားတဲ့တနတ်နဲ့ဒေါက်တာဘာဦးနဲ့ထင်တိတ်လိုက်တယ်ဆိုရင်ပဲအဖိုးကြီးကနိုးလာတယ်မောင်ကျော်ကမျက်စိမိတ်ထားခိုင်းတော့သမရာကြီးကဘာပြောတယ်တိလားအသက်တော်ရှမ်းသာပြီပါတဲ့တုံတုံရည်ရည်နဲ့မျက်စိကြီးမိတ်ပြီးပြောတာပေးဘယ်မလဲ မိကန်တက်တာတော့လို့တောင်းတော့အသာတကြီးပဲခေါင်းအုပ်အုပ်လက်နဲ့စမ်းပြီးဆွဲထုတ်ပေးတယ်။မိကန်တက်တာကြီးကဒီအခန်းထဲမှာပဲဆိုတော့ဆွဲဖွင့်လိုက်တော့အပပါစိန်တွေရောရွှေထည်တွေရောပတ်စံတွေရောပေါ့ဒီထဲမှာရွှေဆလဲကြီးလိုဟာတောင်ပါလိုက်သေး။အဲ့ဒါကြီးကမကြသေးခင်ကမှယူကိုစလက်သမရာကြီးတီတိုဗမာပြည်ရလာတော့ဗမာသမရာကြီးကိုရှင်းမြန်အနံ့သွားခဲ့တယ်။ဂုံတူးဆောင်ရွှေဆလဲတစိုက်ကြီးပေါ့ဗျာ။ဘာပြောမနေနဲ့အကုန်တိမ့်ထဲလာခဲ့တယ်။ အဲ့ဒီလိုတိမ်ကြုံထဲ့နေတော့သမရာကြီးကကြောက်ကြောက်နဲ့ဘာပြောတယ်ထင်တယ်လဲ။အိုရှေဟန်ကြီးကပြုံးပြုံးကြီးလုံနေပြန်တယ်။ဘာပဲပြောပြောသူ့ပြောဟန်ဆိုဟန်ဟာစိတ်ဝင်စားပွဲအတိအနေဆိုတော့ကျွန်တော်ကတော့သူ့ရဲ့ဆက်လာလက်တန်သောဇကားကိုပဲနားဆွင့်နေမိတယ်။ငါ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 မြေးလေးဖို့တော့နည်းနည်းခြံထားခဲ့ကြပါကွာတဲ့။ဒီတခါတော့ကျွန်တော်ကပြုံးလိုက်မိတယ်။အဲ့ဒီတော့မောင်ကျော်ကဘလို့ပြောတယ်ထင်တယ်လဲ။သူကထပ်ပြီးဗဟေတိဝတ်စကားလုံးကိုစိုးပြန်နေ။မောင်ကျော်ကဒူးစရိုက်သမား ဖောက်ထွင်းဝိဇာတာဖြစ်တာစာတော့အတော်ဖတ်တယ်လူလက်ဝက်သေးဖို့ဝိထုစုံတော့ဝိထုတွေကတော့သူ့အသေးသေးပေါ့ဗျာစာစုံလဲအတော်ဖတ်တယ်လူဘဝသူရာရှိတယ်လူလေဒေါက်တာပါဦးကိုပြောလိုက်တာကခမ ्या လို့လေသမားသဘုံကြီးဒေါ်လန်ရေးခေါင်းဆောင်ကြီးဆရာဆန်ကိုကျုံးပိန်ပီးတတ်ခဲ့တဲ့ထဲပါခဲ့တဲ့သူကိုဘာလို့ညာနေရမှာလဲတဲ့ဒေါက်တာပါဦးကိုကြီးတွန့်ငနေဖြစ်သွားတာပဲဦးချီဟန်က စကားစာကိုခဏဖြတ်ရင်းနားနေပြန်တယ်ကဲကဲဆက်ပါအောင်ပြလို့ ကျွန်တော်ကလောစော်လိုက်မှနောက်တော့ဒေါက်တာပါဦးကိုအမောက်ခိုင်းပါဇက်တဲ့အဝိဆုလက်ကိုနောက်ပြန်ရှီထားခဲ့ပြီးမလုံးနဲ့နော်လှုပ်ရင်တော့တေးပြီမတ်လို့ရှောက်ထားခဲ့ပြီးမိကန်တစ်တာတဲ့ကရနိုင်သမျှအကုံစုတိန်ကြုံထွက်လာခဲ့ကြတဲ့အထုံနဲ့ခတ်တုတ်တုတ်ပြန်ဆင်းလာခဲ့ကြတယ်ဘသူမှမသိလိုက်ကြဘူးဘယ်အဆောင်မှလည်းမတွေ့လိုက်ကြရဘူးတီးတိုးပေးတဲ့ဂုံတိုးဆောင်ရွှေစလဲလိုဟာကြီးတော့အဲ့ဒီရက်ွက်အကျော်ကအမိုက်ပုံတစ်ခုပဲထိုးဟွက်မြုံနှံထားခဲ့ကြပြီး အောင်အောင်မြင်မြင်စကားသိမ့်နိုင်ခဲ့ကြတယ်။နောက်ရက်ွက်တစ်ခုကျော်လောက်ရောက်တော့ရဲကားတွေရဲကားတွေဟုံးတဲ့အခြေကြီးတွေဆွဲပြီးဒေါက်တာဘောင်နေအိမ်ရက်ွက်စီဒရမချန်းမောင်းသွားတာတွေ့ရတော့တာပါပဲ။မိုးလင်းတော့မယ်လေ။ကုံစိမ့်သမားတွေမနဲ့စောစောအလုတ်ဆင်းရမဲ့သူတွေတောင်ဟိုနာဒီနာ တွေ့နေရပြီလေ။ဦးရှေဟန်ကြီးကသူ့ဇက်လန်းကိုအဆုံးသတ်လိုက်ပြီးသူ့ဆက်လိုက်တော့ကိုမင်းကြီးပါလီတော့တယ်။နောက်ဘလို့ဖြစ်တုံးပြလို့ကျွန်တော်ကသိကျင်စောနဲ့ထပ်မေးပြန်ပါတယ်။ ခုရင်ပြောခဲ့တယ်လို့ပဲလေခမည်းလို့လေသမားတပုံကြီးဆီယာဆန်ကိုကျုံးမိန်ပေးတတ်ခဲ့တဲ့အထဲပါခဲ့တဲ့သူကိုဘာလို့ညာနေရမှာလဲဗျာဆိုတော့မောင်ကျော်ရဲ့ကြီးကြီးကျယ်ကျယ်ခက်တီတီပြောခဲ့တဲ့စကားကတတော်ကိုတာသွားခဲ့တယ်တရခန်အစ်စ်ဖော်ထုတ်ရေးကိုခတ်သွားခဲ့ရတော့တဲ့အထိထိရောက်ခဲ့တယ်ပဲပြောရမှာပဲဘာလို့လဲဆိုတော့အဲ့ဒီစကားကိုကင်ပြီးဒီအမှုဟာရိုးရိုးအမှုမဟုတ်ရိုးရိုးတရခန်မဟုတ် နိုင်ငံရေးຫນွယ်တဲ့နိုင်ငံရေးပါတဲ့တရခန်တွေက ကျူးလွန်တဲ့အမှုနိုင်ငံရေးဖောက်ထွင်းတများမှုလိုပဲသုံးသက်ကြည်မြင်ခဲ့ကြဆိုပဲဒေါက်တာနဲ့အမှုမဖော်ထုတ်နိုင်ပဲစကော့တလန်ရက်ကိုတော့လှမ်းအကူအညီတောင်းရတဲ့အထီးလို့ပြောကြတာပဲနောက်ပိုင်းမောင်ကျော်လဲချီရဖြောက်ကျုပ်လဲချီရဖြောက်ရန်ကုန်မကတ်ကြတော့ပဲတယောက်တနေရစီနေပြေးပြီးစက်မြုပ်ကြတော့တာပေါ့အဲ့ဒီလိုစကားပြောကောင်းနေတုန်းမှာပဲအလौကြီးတန်းစီဆိုတဲ့တန်းစီတကောင်ရဲ့တတိပေးအော်ဟစ်လိုက်တဲ့အကြောင်းကျွန်တော်တို့လည်းကြရောတော့ပါလူချင်းခွဲလိုက်ရပါတော့တယ် အလောက်ကြီးနားရက်တရက်မှာတော့အေးအေးဆေးဆေးထိုင်ဖြစ်ကြရင်တချိန်ကနိုင်ငံတော်သမ္မတအိမ်ဖောက်ထွင်းလူရဲ့အမှုကျန်းစည်းမှုကြီးအကြောင်းအိုးရှိဟန်ကြီးနဲ့စကားဆက်မိကြပြန်တယ်။အဲ့ဒီတုန်းကအမှုကဘလို့ညီကောင်းရှုပ်သွားတယ်လေဗျ။ဟာတန်နေဗျာတန်နေ။မောင်ကျော်မငါးနှစ်ထဲပဲထင်တယ်။ဈေးတည်သွားကြတယ်။ဗျာဘလို့ဈေးတည်သွားရတာလဲ။သူကကျွန်တော်အမေကိုနားထောင်ရင် ပြုံးလိုက်ပြန်တယ်။ဒီလိုဗျာတရားရုံးရောက်တော့ကျွန်တော်တို့တရားခံများဘက်ကရှေ့နေကလည်းကောင်းနေဗျာ ဒါသတင်းယူကြနားထောင်ကြတဲ့ပရိသတ်ကြီးကလည်းသတင်းတော်တွေရောဘာတွေရောစုံပြဟိုးဒီနေ့ကကျွန်တော်ပြောတယ်ထဲပါတယ်မလားတမရာကြီးအိတ်နေတဲ့အခန်းကတမရာကြီးအခန်းခေမအခန်းနဲ့တဆက်သေးဆိုတာလေအတင်းမှာတကားတစ်ချက်ပဲရှိတယ်ဆိုတာလေအဲ့ဒီတော့အမှုနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင်ရှင်နေကြီးကအဲ့ဒီအခန်းဖွဲ့စည်းထားတာကိုပဲမပါပါအောင်ထည့်ပြီးတရားခံကိုမေးလိုက်ကြံဖန်ပြီးကျူးလွန်ခဲ့သူများဟာအေးညင်ညင်သာသာနဲ့ပဲအကျန်းဖတ်တာမရှိဘူး ပစ္စည်းတွေရယူခဲ့ကြတယ်ဆိုတာပေါ်အောင်မေးတယ်လို့လည်းနဲ့လောက်လိုက်ဆိုတော့သတင်းတောက်တွေနားဆင်သူတွေပွဲကြစရာကြီးပေါ့ဗျာတရက်လူကနိုင်ငံတော်သမ္မတကြီးဆိုတော့ဘာတွေပြောခဲ့ကြတယ်ဘလို့ရှိခဲ့တယ်ဆိုတာလဲတရက်ခန့်ရှေ့နေကပဲပဲနေနေတရက်လူကိုအဓိကထားပြီးမေးရမြန်ရမေးခွန်းထုတ်ရအောင်ပါလေတရက်ခန့်မောင်ကျော်ကလည်းလူပါဗျအကုန်ပြောအောင်ပါအဲ့ဒီတော့သမ္မတကြီးအဖို့မဟာအချက်တော်အခွဲခံရတယ်လို့ဖြစ်မာတွေကလည်းအများကြီးဆိုတော့ တမရာကြီးဘက်ကနေမောင်ကျော့ကိုလာညှိတယ်ဗျတမရာကြီးမှလည်းနိုင်ငံတော်ကိစ္စကြီးတွေကလည်းအများသားမို့ခဏခဏရုံးတော့မလာနိုင်ဘူးမလာခြင်းဘူးမောင်ကျော့ဘက်ကလည်းတခြားဟာတွေဘာမှပြောမနေနဲ့တော့ချော့ချော့ပေါ်ပေါ်နဲ့အ ਨੇ ဆုံးထောင်တန်းရှာပြီးမယ်ပေါ့အဲ့ဒီလိုအခိုင်အမာအာမခံကြပြီးဈေးတည်သွားခဲ့တာဒီတခါပြောလိုက်ပြီသူကတော့ကျွန်တော်ဒါဖြစ်ရင်ဟွန်းဟုတ်တယ်ဒါအရေးကြီးတယ်အိုချီဟန်ကခေါင်းညှိရင်တွေ့တွေ့ဆဆငေးနေတယ်ပြီးတော့မှ အင်းဒါလည်းကျေးဇူးဆက်မှုတမျိုးလိုပဲပြောရမလားမသိပါဘူးဗျာဟဲ့ဟဲ့ဟဲ့ဆိုပြီးစကားပလင်ခန့်ပြန်တယ်ဒီလိုတဲ့ဗျနိုင်ငံတော်သမ္မတအိမ်ဖောက်ထွင်းခံရမှုကြီးကဟိုးလေးတကျော်ဖြစ်ခဲ့ပြီးတရင်စာရီအဆောင်ဆောင်ကအမျိုးမျိုးရေးကြတယ်အမှုကတရက်ခန့်မဖော်ထုတ်နိုင်ပဲလာရီကြားလေးလေးစုံတော့အဖွဲကြီးတို့ပလိတ်အဖွဲကြီးတို့ဆိုတာလဲခေါင်းမဖော်နိုင်အောင်နာမည်ပြက်လေးပေါ့ဗျာနိုင်ငံတော်သမ္မတကြီးလဲခေါင်းမဖော်နိုင်ပေါ့ဗျာမောင်ကျော်ကတော့မေမျိုးပဲသွားခုန်နေပြီး ကောင်းကောင်းကိုနှက်နေတာပေါ့စိန်ကောင်းစားလေးတွေထုခွဲပြီးတရေကြီးတယောက်လိုကိုတိုက်တလုံးနဲ့ဆန်းနေတာတဲ့ဗျာဒီလူကတော်တော်လေးအစိမ့်မြင့်စိန်ခံတတ်တဲ့သူအဲ့ဒီတုန်းကဖောက်ထွင်းမှုကိုဘလို့မှရှေးရခံမရတော့အစိုးရမင်းများဒေါသပုံထားပြီးဖောက်ထွင်းနာမည်ရှိသူမှန်သမျှရာဇဝင်းလူဆိုးစရင်ရှိသူမှန်သမျှကြော်စောပုံမာရီနဲ့အကုံတပြီလုံးထောင်ထဲထဲပါလေရောဘာမဆိုင်ညာမဆိုင်ရာဇဝင်းလူဆိုးမှန်သမျှကတ်တင်ကြတော့တာပေါ့ဗျာနေကလူတွေကလည်းကတ်တင် ထောင်ပေါင်းစုံအပုတ်ခံရအရှုပ်ခံထားကြရတယ်။အဲ့ဒီအချိန်မှာကျုပ်တို့မောင်ကျော်ကြီးကရန်ကုန်စင်းပြီးသူနဲ့ရင်းနှီးတဲ့ရာဇဝင်လူစုတယောက်မိမစီသွားပြီးသူတို့မိသားစုရဲ့ဒုက္ခကိုကုညီပေးကမ်းတာတွေလုပ်ပါလေရော။ကုညီတာမှပတ်ဆံရာနဲ့ရှိပေးတာတဲ့။ထောင်ဝင်စာလေးဘာလေးလဲသွားပို့လိုက်ဖို့။အဲ့ဒီတော့ထောင်ဝင်စာတော့မသွားနိုင်လို့လင်သားကိုဒီအတိုင်းပစ်ထားရတဲ့မိမက ထောင်ဝင်စာအထောက်ကြီးကြီးနဲ့ကိုသူ့လင်ရှိတဲ့ပတ်သိမ်ထောင်လားဘာလားအဲ့ဒီကိုသွားပါလေရော။ ယူသွားတာတွေကလည်းပန်းသီးတို့ကိတ်တို့အကြော်လော်တို့နဲ့အကောင်းစားတွေနဲ့ကြီးပေါ့အဲ့ဒီတော့က100 200ဆိုတာကနဲတဲ့ငွေမှမဟုတ်တာယောက်ျားကိုယ်တိုင်အံ့ဩယူရတာပေါ့အဲ့ဒီတော့ဒီလောက်ကောင်းကောင်းများများပို့နိုင်တာမိမဘယ်ကရတယ်လဲပေါ့မိမကလည်းဝမ်းမြောက်ဝမ်းသာရှင်းပြတယ်ကိုမောင်ကျော်ကြီးကောင်းစားတောက်ပြောင်းနေပြီမမေ့မလျော့လာပြုတ်ကူညီသွားပေးသွားကမ်းသွားတယ်ပေါ့ယောက်ျားကလည်းရှက်စိုးနှကွက်ကမိတောက်တဲ့လူမျိုးမွေမွေချင်းရှင်မြင်တဲ့သူမျိုးဆိုတော့အထာပေါက်သွားတယ် ါနဲ့သူကစဉ်းစားမှာပေါ့သူအပါဝင်သူ့လိုရာဇဝင်နာမည်ကြီးတွေဘာမဆိုင်ညာမဆိုင်ဆွဲအရှုပ်ခံနေရတာကလည်းနှစ်နဲ့ရှိကြာနေပြီဆိုတော့သူလဲထွက်ရှင်နေပြီလေအဲ့ဒီမှာတူတူပြောကြပါစို့သူနေတဲ့နေထောင်ထဲမင်းကြီးကိုယ်တိုင်ဝင်းအစ်စ်မှာသူကထောင်ပိုင်ကြီးကိုတွေ့ပြီးမင်းကြီးကိုခေါ်ပေးပါအရေးကြီးဆုံးသတင်းတစ်ခုပေးမယ်မတန်ရင်ကြိုက်တယ်လို့အရေးယူပေါ့နောက်ဆုံးမင်းကြီးနဲ့တွေ့ကြပြီးသူ့ကိုလှုပ်ဝရမ်းထုတ်ပြီးအာမခံအစိုးရခေါင်းခဲနေတဲ့ကိစ္စသူပြောမယ်ပေါ့ သဘောတူညီချက်ရပြီးတဲ့အခါဒါဘသူမှမဖြစ်နိုင်ဘူးမောင်ကျော်ပဲဖြစ်မယ်ဆိုတဲ့ tip ကိုပေးလိုက်ပါလေရောအဲ့ဒီမှာမောင်ကျော်ပဲရောက်နေတယ်လဲစုံတော့နဲ့ပလိတ်တွေခြာကြပါလေရောချေရခန်းစရာရသွားပြီမဲ့တော်တော်နဲ့မမိဘူးအမိမယ်မိတော့ဘလို့မိတယ်ထင်တယ်လေအိုးချေဟန်ကသူ့ရဲ့ထုံးစံအတိုင်းဘေဒီထုတ်လာပြန်နေကျွန်တော်ကသူ့မျက်နှာကိုမော့ကြည့်နေမိတယ်မောင်ကျော်ကရန်ကုန်ကိုရှင်ညောင်းလက်ဆန့်ခရီးထွက်တော်မူပြန်တာခမအဲ့ဒီခေတ်ကအကောင်စားတက်ကလပ်အုပ်ထုံးနဲ့ အကောင်းစားအဝတ်အစားကိုရှိုးကြကြဝတ်စားစင်ရင်ထားတဲ့အပြင်ဈေးကြီးပေးရတဲ့ဒန်ဟီးစေးတံကိုကိုက်လို့တဲ့ခမညာရန်ကုန်ဘူတာကြီးမရောက်ခင်ပဇွန်တော်ဘူတာမာတင်ကောက်ဆင်းလိုက်ပြီးမနက်အစောကြီးဝေလီဝင်လင်းမှာအစောကြီးဖွင့်နေတဲ့လက်ဖေးဆိုင်တဆိုင်တွင်ဝင်ပြီးအကောင်းစားတွေမာပြီးပွဲတော်တီတာပေါ့လေအဲ့ဒီအချိန်မှာပဲမောင်ကျော့ရဲ့ပုံကိုကောင်းကောင်းကြက်မိပြီးမောင်ကျော့ရဲ့အနက်ရလို့ရညာလိုက်နေတဲ့ပလိတ်အမှုတန်းအရာရှိတယောက်ကလည်းအဲ့ဒီဆိုင်ထဲရောက်နေတာနဲ့သွားတိုးပါလေရော။ အဲ့ဒီမှာတင်လူကြီးလူကောင်းဂိုက်အပြည့်နဲ့မောင်ကျော်ဟာခမမောင်ကျော်မဟုတ်လားဆိုပြီးကောက်အစွဲခံလိုက်ရတော့တာပါပဲအဲ့ဒီကနေသူ့အမှုတွေတွေလည်းပေါ်ပြီးထောင်ထဲဝင်ကြရတော့တာပါပဲဒါကြောင့်ကျွန်တော်ခုတင်ပြောတာလေဆရာလေးစဉ်းစားကြည့်ဒါလဲကျေးဇူးအဆက်ခံရခြင်းတစ်မျိုးပဲလို့ပြောရမလားဆိုတာလေဟဲ့ဟဲ့ဦးချေဟန်ကြီးကတဟဲဟဲရည်နေပါတော့တယ်ဦးချေဟန်ကြီးပြောတာဟုတ်တာမဟုတ်တာခဏထားကျွန်တော်မှသူ့မျက်နှာကိုငေးကြည့်မိရင် ပင့်သက်တစ်ခုရှာမိပြန်ပါတယ်။ဆရာကြီးဝင်းတင်ထွန်းအဆုံးထိထားတော်မူတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တဲ့ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။